အားမဲမိင်္ဂလာပါကျွန်တော်ကတော့ဆရာလေးတာပဲဖြစ်ပါတယ်တတရိတ်သတိများတဲ့ဂျွန်လတလစာဟော်ဇဒန်ကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ် ကျသာပိသမီးများအနေနဲ့ဒီလမှာပညာရေးကိစ္စတွေသင်တန်းကိစ္စရတွေကအလုံးအောင်အဆင်ပြေပြေချွတ်ချွတ်ဝင်းနဲ့အောင်မြင်မှုတွေကိုကြုံရဖို့ရှိပါတယ်။ဟုတ်ပြီမိမိရဲ့အခက်ခဲအားလုံးကိုကျော်လွှားနိုင်ပြီးတော့တိုးတက်မှုတွေဖြစ်ပေါ်လာတတ်ပါတယ်။မိမိကနေအိမ်နေရာတွေပြင်ရတာမျိုးပြပြင်ပြောင်းရတာမျိုးရှိမယ်ဆိုရင်လည်းဒီကာလမှာလုံးဝပြပြင်မှာပြောင်းလဲပါလို့ပြောချင်တယ်။အိမ်ပြောင်းတာမျိုးနေရာပြောင်းတာမျိုးမိမိကစီစဉ်ထားတာမျိုးရှိမယ်ဆိုဒီကာလမှာပြောင်းတဲ့နေ ို့ပြီးပြောင်းနေတယ်ပြောင်းနေတဲ့နေရာမှာလည်းပို့ပြီးအဆင်ပြေလာလိမ့်မယ်ပို့ပြီး okay လာလိမ့်မယ်တွေ့ရပါတယ်။နောက်ဒီလတွင်မှာပေါ့နော်ရဝေးရနေပြီးတော့မှအဆက်တွေကောင်းနေရဝေးရနေပြီးတော့မှအကူညီကောင်းနေအများအများများပေါ်ပေါက်လာတတ်ပါတယ်။နောက်ပြီးတော့ဒီအောင်မြင်တဲ့စီးပွားရေးကိစ္စရက်တွေအောင်မြင်တဲ့လမ်းကြောင်းတွေအောင်မြင်တဲ့အရာတွေဒီကာလမှာခွန်ရေးကောင်းနေအများအများပေါ်တတ်လာပါတယ်။တခုကကြတော့ဗာပြောချင်တာလဲဆိုတော့ဒီဆိုတော့ ဟိုဒီနေ့မှာဒီလမှာတော့ဒီကာလမှာတော့ပတ်စံဘလောက်ဘလောက်ရဖို့ရှိရဲ့အဲ့အဲ့ဒါရှိတဲ့ကြောင်းမလို့ဆိုပြီးအရှိမကြိုးပြီးတော့တုံးထားတာမျိုးကြိုးပြီးချီးထားတာမျိုးကြောင်းမလို့မိမိကခက်ခဲကြုံတွေ့ရဖို့ရှိပါတယ်အဲ့တော့ဒီကာလမှာပေါ့မိမိကနော်ဇုံတစ်ခုကိုမျောကိုးပြီးတော့တစ်ခုခုကိုချီးငါပြီးစစ်စစ်နာမျိုးလုံနေမယ်ဆိုတော့လုံးဝလုံးဝမလုပ်ပါနဲ့ကျွန်တော်အနေနဲ့ပြောချင်တယ်ဘယ်ဟာမှမျောကိုးပြီးတော့မှမလုပ်ကြရှိအောင်မလုပ်နဲ့ပါနော်နောက်ပြီးတော့ မျက်မှန်တဲ့သူတွေရှိရနေပြီးတော့အကူအညီတွေရတတ်ပါတယ်ကျွန်တော်နေနဲ့ပြောချင်တယ်နောက်ပြီးတော့ထွက်နေတဲ့ PC တွေထွက်သွားတဲ့အရာတွေပျောက်နေတဲ့အရာတွေနောက်ဆုံးရှုံးထားတဲ့အခွင့်အရေးတွေဆုံးရှုံးထားတဲ့အရာတွေဒီကာလမှာလုံးဝလုံးဝပြန်ရတတ်ပါတယ်နောက်ဆရာသမားတွေမိတ်ဆွေအပေါင်းအသင်းတွေရဲ့အကူအညီတွေနဲ့မိမိလုံးဆရာရှိတဲ့ဟာတွေကိုအပြည့်အစုံကောက်ကောက်မှုကိုလုပ်နိုင်မဲ့ကာလလို့ပြောလို့ရပါတယ်မိမိရဲ့အပေါင်းအသင်းတွေရဲ့မိမိရဲ့အပေါင်းအသင်းတွေမိသားစုထဲမှာရှိနေတဲ့သူတွေရဲ့အခက်အခဲကြုံတွေ့နေရတဲ့ဟာနဲ့ပတ်သက်ပြီးတော့ဒီလမှာသူတို့ရဲ့ ဟာကောင်းသွားပြီအဆင်ပြေသွားပြီဆိုတော့တရင်ကောင်းလေကြားဖို့ကြားရတတ်တယ်နောက်ပြီးမိခင်အတော်နောက်အမစတဲ့မိမတွေပေါ့နော်မိမတွေနဲ့ပတ်သက်တဲ့ဟာတွေအတော်ကြီးနဲ့ပတ်သက်တဲ့ဟာတွေဒီကာလမှာပြဿနာဖြစ်တတ်တယ်အဲသူတို့လည်းပြဿနာဖြစ်ပြီဆိုရင်ပြဿနာလုံးဝလုံးဝမရှင်းပါနဲ့တတိယအောင်စောင့်နေပါဟိုမျက်နှာလွှဲချင်းလွှဲလိုက်ပါတော့နေနဲ့ပြောချင်တယ်နောက်ပြီးရခါကျမိမိရဲ့လက်အောက်ငယ်သားတွေကတရရောက်ကောနော်ထိကိုက်ဖြားတာထိကိုက် တာမျိုးနောက်ပြီးတော့အနေရဖြစ်တာမျိုးနောက်အသက်အနေရပိုင်းဆိုင်ရာနေစိုးရင်ရတာမျိုးနောက်ဖမ်းခံရတာမျိုးဖြစ်ပေါ်တတ်တယ်အဲ့တော့မိမိရဲ့လက်အောက်ငယ်သားကြီးတွေကနေပြီးတော့မှစိုးရင်ရတဲ့သူရှိတယ်ဆိုဒီကာလမှာတတိထားဖို့ဘာလို့လို့တတိထားဖို့ပြောဆိုပေးတာလို့လည်းပြောခြင်းတယ်နောက်ဒီကာလမှာထူးထူးခြားခြားပေါ့နော်ဓာတ်ပုံတွေပိုစတာတွေပကြီကားတွေဝင်လာတတ်တယ်အဲ့လိုဝင်လာပြီဆိုတာ ਨੇ အမှအိုက်ကာလာမှာပေါ့နော်ကံကောင်းမှုလေးတွေပို့ပြီးတော့ကြုံတွေ့လာဖို့ရှိပါတယ်။တခုတော့ရှိရပါဘောဘာပဲလို့ဘာပဲကံကဒီလာမှာတစတို့လုံးဝလုံးဝမလုပ်ပါနဲ့။တစတို့လုံးမယ်ဆိုတော့အမှားယုံနေကြုံတွေ့ရပြီးမင်းတို့ရှိနေတဲ့ရနေတဲ့အခွင့်အကောင်းတွေကိုစုံစမ်းရတတ်ပါတယ်။နောက်ပြီးတော့ဒီကာလာမှာပေါ့လောက်ဖို့ကံပတ်တွေတရားနေမိမိကိုအစည်းပွားပြိုင်တာမျိုးတွေဒီတက်ပို့ပြီးပို့ပြီးပြိုင်တာမျိုးဒီတက်ပို့ပြီးကိုယ့်ကိုအေးရစည်းပွားရေးတွေကိုပို့ပြီးလူကိုစူးစမ်းတာမျိုးဖြစ်တတ်တယ်။ အဲ့ဒါဆိုရင်လည်းစိတ်အေးလေအေးနေလောက်ရရှိအောင်လုပ်ပါ။ဘာကြောင့်လဲဆိုဒီလမှာခင်ဗျားဘာလို့ OK မယ်ဘာလို့အဆင်ပြေမယ်။ဒါပေမဲ့သူတို့ဘာကြောင့်ကြောင့်ကိုကပြောင်းလဲရတာသူဘာကြောင့်ကိုကရွှေ့လိုက်ရတာဆိုရင်တော့ဝမီရဲ့ဒီရာတိတ်နေရထိုက်တဲ့အခွင့်အရေးတွေကနည်းသွားပါလိမ့်မယ်။နောက်ပြီးတော့မထင်မှတ်တဲ့ခရီးတွေဖျားဖို့ခရီးတွေဝေကျေးဝင်မဲ့ကိစ္စရပ်တွေနဲ့ပတ်သက်တဲ့ခရီးတွေထွက်ရတဲ့အဆင်ပြေတယ်။ AC ပဲအကြံအမှားမရှိဘူး။နောက်ပြီးတော့လူမွေတွေမှာလည်းဂျားစကားတွေကြောင့်မလို့အထင်ကြီးလွယ်ခန့်ရတာမျိုးရှိတတ်တယ်။ ကြမ်းမလို့လုံးဝလုံးဝမဖြစ်နဲ့။နောက်ဒီကာလမှာပေါ့ပါလေဆိုမျက်နှာထိခိုက်တယ်။အာမင်းပြန်ဝင်ချင်မှရှိတယ်။ဘသူကနေပြီးတော့ဟာမျက်နှာဟဲ့ဘသူကတော့မျက်နှာကြီးပါထိပွားတယ်ပါထိပွားတယ်ဆိုပြီးတော့တရင်ကြားပြီးဆိုတာမင်းမြမင်းမိအိမ်မှာရှိနေတယ်။မျက်စောပြချင်းကိုတော့မျက်ကြည့်ဖို့ပေါ့နော်။ဒီတောက်တော်ကြီးကတ်ပြီးရောမျက်နှာကိုမျက်နှာသိရင်ပူဇော်ပေးပါ။နော်။အဲ့တော့ဒီကာလမှာပေါ့နော်။ဒီကျမ်းမာရင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီပြောရမယ်ဆိုရင်တော့ဒီကျွန်တော်တို့ဟို ကြောရှင်ကြီးကြိုက်ခဲရညောင်းညာတာမျိုးပင်ပန်းတာမျိုးတော့သွေးအားနေရမျိုးလူကအယံအားနေရမျိုးဖြစ်တတ်တယ်။အကြောင်းမလို့ဒီကိုကိုအားနေလို့ယူဆရဲဆိုတော့ဆေးတောက်တာမျိုးအားဆေးတော့နှံ့လို့လုပ်ပေးပါအဲ့လိုမျိုးမဟုတ်ဘူးဆိုတော့အဲ့ရလေလဲဝါတတ်တယ်အားနေပြီလဲဝါတတ်တယ်ပေါ့နော်။နောက်ပြီးတော့အခြေအနေပတ်သက်ပြီးပြောရမယ်ဆိုဒီကာလမှာအခြေကတော့လုံးဝလုံးဝအေးအေးဆေးဆေးပဲဟိုကောင်းမွန်တဲ့အခြေအမျိုးဟိုပြောရမယ်ဆိုရင်တော့ជីနိုးစရာပြေးွားတဲ့အခြေအမျိုး လုံးဝဘာပြည့်နာမှမတက်တဲ့အခြေမျိုးကြုံရရဖို့ရှိတယ်။နောက်ချစ်သူမရှိတဲ့သူတွေဒီကာလမှာချစ်သူအစ်တွေရတတ်တယ်။နောက်ရောရလက်ကောင်းတွေရချစ်တတ်တယ်။နောက်ဒီကာလမှာအခြေအိမ်တော်ကြီးကလုံးဝလုံးဝအဆင်ပြေတယ်လို့ကျွန်တော်အနေနဲ့ပြောပြောချင်ပါတယ်။အဲမိထက်ငယ်တဲ့သူတွေပေါ့နော်။မိမိထက်ငယ်တဲ့သူတွေအကြောင်းပဲမိမိအစိတ်ငြိရမျိုးပင်မရမျိုးပေါ့နော်။အဲ့ဒါလေးပဲကြုံမှုပေါ့ရှိတာပေါ့နော်။နောက်ခုကြတော့ပါလဲဆိုတော့ ဒီတလားစာပေါ့နော်ဒီလာမှာပေါ့အခက်အခဲတွေကြုံနေရတယ်ပင်ပန်းတာမျိုးကြုံနေရတာမျိုးနဲ့ပတ်သက်ပြီးတော့ရရရလေးချိန်မယ်ဆိုရင်တော့မိမိရဲ့အိမ်မှာရှိနေတဲ့ဖျားမှာပေါ့နော်ဘိမုတ်တစ်ချက်လှူပါဘိမုတ်မရှိဘူးဆိုရင်တော့ကိမုတ်၅ချက်ကိုအပေါ်ကနေနိုးစီဆန်းပြီးတော့လှူတမ်းပေးပါမကြမကြဆိုလို့လှူတမ်းပြီးတော့မိမိရဲ့အခက်အခဲတွေကင်းပြောက်ပါစေဆိုပြီးတော့ဆုတောင်းပေးပါအဲ့ဒါဆိုရင်မိမိရဲ့အခက်အခဲတွေကင်းပြောက်သွားပါလိမ့်မယ်အားလုံးပဲရလဲကောင်းနေရရှိကြပါစေစိတ်အိတ်ချမ်းသာခြင်းကိုကြမ်းပါခြင်းနဲ့ပြည့်စုံပါကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာအားလုံးပဲကြုံလာမှာ okay ကြပါစေနော်